ဒီနေ့မှာတော့အချိန်ကုန်သက်သာအရသာရှိပြီးအာဟာရပြည့်ဝတဲ့အစားအသောက်တွေတဲကမှလူတိုင်းကြိုက်နှစ်သက်ပြီးအလွယ်တကူဖွင့်ပေါက်စားသုံးနိုင်သော ready to eat ငါးသစ်တာဘူးနဲ့အသင့်စားအစားအသောက်မှုတွေဘလို့ထုတ်လုပ်လဲဆိုတာညီမနဲ့အတူတူကြည့်လိုက်ကြရအောင်နော် ပထမဆုံးအနေနဲ့ empty can တစ်ဖက်လိုက်ထိုက်စာ machine ဟာဆိုရင်အသက်စာသုံးနိုင်မဲ့အစာတောက်များကိုထည့်ဖို့အတွက်အသုံးပြုမဲ့တံမှုအလွတ်တွေကိုအစနစ်တကျဖြတ်ယူပုံစံဖော်ပြပါတယ်ပြန်တော့ခံဝါရှင်မရှင်ဖြင့်အသက်စာအစားတောင်းများမဖြစ်သွင်းခင်တံပူးအလွတ်တွေကိုတန့်ရွှဲမှုရှိစေဖို့စေကြောတန့်စင်ပါရှင်။ ဒီအဆင့်မှာတော့အသင့်စားသုံးနိုင်တဲ့အဆင့်မရသေးခင်မိမိတို့ပြုလုပ်မဲ့အသင့်စားအစားအသောက်ပစ္စည်းများကိုထပ်ထောက်ခြင်းအရသာရောစက်ခြင်းအခွန်ခွာ၍ချက်ပြုတ်ခြင်းများနဲ့အခြားပြည်စင်မှုအဆင့်များကို pre cooking machine ကပြုလုပ်ပေးကထုတ်ကုန်များကိုတီးခြားတဲ့အလေးချိန်ရရှိဖို့အတွက် fish wafing and filling machine စသမှတစ်ဆင့်ချိန်ကြီးကထည့်သွင်းပေးပါတယ်။ စားသောက်တွေတန်ဖိုးတွေတို့ဖြစ်သွင်းပြီးပါကစီမင်းမရှင်ခေအဖုံးပိတ်တဲ့လုပ်ငန်းကိုလှုပ်ဆောင်ပေးပါရဲ့။ထောက်ပူပီးထားသောစားသောက်များကိုသတ်မှတ်ထားသောမြင့်မာရဲ့အပူချိန်ဖြစ်ပိုတက်ရန်အတွက် Retor Sterilization Machine ကိုအသုံးပြုရပါတယ်။အစောမှာတော့ရရှိလာတဲ့အသင့်အစားသောက်ဘူးများကိုမိမိတို့ရဲ့အထောက်ကုံအမှတ်တံဆိုင်နဲ့အပါဝင်ပစ္စည်းအမျိုးများကို labeling machine ဖြင့်အကြိုက်ကတ်ချန်လုပ်ငန်းများလုပ်ဆောင်တာ အာဟာရပြည့်ပြီးအရပါရှိတဲ့အသင့်အစားစာထည့်သွင်းတော့တန်မှုများကိုဈေးကွက်ထဲသို့ဖြန့်ပြူရောင်းချခြင်းတင်မှုခြင်းတို့ကိုပြုလုပ်နိုင်ပြီပဲဖြစ်ပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်